မိမချင်းကြိုက်တာအရန်ကောင်းချောင်းပြောင်းလိုက်တဲ့တတန်ဆုံပြိသက်ကြီးမင်္ဂလာပါရှင်ဒီကနေ့မှာတော့မြမနှပညာလောကမှာပြိသက်တွေရဲ့စင်ဝင်စားမှုကိုခိုင်မာရရှိထားတဲ့သရုပ်ဆောင်တတန်ဆုံနဲ့သမရဲ့ချစ်သူခွန်ဆက်လင်းတို့ရဲ့အခြေရေးကြောင့်နဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာတဲ့ရင်ဖွင့်စကားတန်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့သရုပ်ဆောင်တတန်ဆုံကတော့သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာဘလို့အားသချက်တွေရှိလဲဆိုတာကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်မင်္ဂလာအချင်းချင်းချစ်ကြတဲ့အတွက် အနည်းငယ်အင်မတန်မှကင်းနေပြင်တိုင်မင်ဖို့တိုင်မင်ဖက်လဲရတယ်လို့သူမကဆိုပါတယ်ဒီစကားကနေလိန်တူချစ်သူအချင်းချင်းရဲ့နားလည်မှုနဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာတဲ့ဆက်ဆံရေးရဲ့အရေးပါပုံကိုပေါ်လွင်စေပါတယ်ဒါပြင်ခွန်ဆက်လင်းကအချစ်ရီခီလမ်းမှာဂျုံတေးခဲ့ရတဲ့အစိန်ခေါ်မှုတွေကိုလည်းရင်ဖွင့်ခဲ့ပါတယ်စစကိုစားချစ်ကလေးကအခုချိန်အထိတိုက်ခိုက်ခံနေရတော့မယ်လို့ပြောသလိုစစကိုလက်တွဲဖို့ဖြစ်ရွေးချက်လိုက်တဲ့အချိန်မှာဒီကောင်တော့ ခွင့်ကြီးကြီးမိသွားပြီဆိုပြီးစာတဖြစ်အမျိုးမျိုးပြောကြတယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလိုဝေဖန်မှုတွေကိုသူမအနေနဲ့လုံးဝကြည့်မဆိုင်ကြောင်းဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကလည်းအချိန်မဲ့နေမဲမဟုတ်တဲ့အတွက်ကြောင့်ဘသူပါပြောပြောကောင်းထဲမထည့်ဘူးလို့ပြပြတသားဆိုခဲ့ပါတယ်။တသန်းစွန်းနေခွန်ဆက်လွန်နေရဲ့ ပွင့်လင်းမြင်သာမှုဟာလူဖွဲ့စည်းထဲကလိန်တူချစ်သူတွေအတွက်အားပေးမှုတစ်ခုဖြစ်လာမှာပါဒီလိုမျိုးဘလို့ဖျားရင်ဝေဖန်မှုတွေရှိပါစေစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုရရဲ့ဝဝံဖော်ပြနေတဲ့တရားစာတတန်းဆိုနဲ့ခွန်ဆက်လင်းတို့ရဲ့ရှေ့ဆက်နုပညာခီးနဲ့ချစ်ချင်းမြတ်တာခီလန်ကိုပရိသတ်ကြီးတို့အနေနဲ့ဆက်လက်အားပေးသွားကြပါအောင်လို့တိုက်တွန်းလိုက်ပါစေရှင်သမီးရှင်နိုင်လို့ချင်းကြားတဲ့တားလိမ်မာလေးတိုင်ရွန် တရုတ်ဆောင်တိုင်ရန်ကသူရဲ့မိဘနှစ်ပါးရဲ့နှစ်40ပြည့်မင်္ဂလာနှစ်ဖက်လည်နေ့အတွက်အမတ်တရလက်ဆောင်ဖြင့်တမ်မူကြီးလက်ဆွနှကွင်ကို စနစ်တကျပြင်ဆင်ပြီးပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒီလောက်ရဲ့ဟာပရိသတ်တွေခြားမှာချီကျူးကွန်ပြူမှုတွေနဲ့တူရင်းနှွေးစရာဖြစ်ခဲ့ပါတယ်။တိုင်ရန်ဟာသူရဲ့မိဘနှစ်ပါးနဲ့တူယနေ့ချိန်ထိသက်ရှိထင်ရှားအတူနေထိုင်ခွင့်ရခဲ့တာကိုအမြဲတစေခုံယူပီတိဖြစ်နေသူတူပါ။ သူရဲ့မိဘတွေဟာနှစ်ပေါင်း40တိုင်လက်တွဲမဖြုတ်ပဲချစ်ချင်းမြတ်တာတွေနဲ့ပြေဆုံးတဲ့အင်တာမွားကိုပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။နှစ်40ပြည့်မင်္ဂလာနှစ်ပတ်လည်ဂုဏ်ပြုပွဲဒီအမတ်တရားနေလေးမှာတိုင်ရွန်ဟာမိဘနှစ်ပါးတက်မင်္ဂလာနှစ်ပတ်လည်ဂုဏ်ပြုပွဲလေးကိုစနစ်တကျပြင်ဆင်ကျင်းပပေးခဲ့ပါတယ်။မိသားစုဝင်တွေနဲ့အရင်နှီးဆုံးမိတ်ဆွေချို့ကိုဖိတ်ကြပြီးနှွေထွေးပျော်ရွှင်စရာအခမ်းအနားလေးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ကွန်ပျူပွဲပြင်တိုင်ရွန်ဟာမိဘနှစ်ပါးရဲ့မင်္ဂလာသက်တမ်းကိုကိုစားပြုတဲ့အနေနဲ့တန်မိုးကြည့်ပြီးလှပတဲ့လက်ဆွမ်းတစ်ကွင်းကိုပါအထူးတလဲ၍ချဲ့ပြီးလက်ဆောင်ပေးအပ်ခဲ့ပါတယ်ဒီလက်ဆွတ်တွေဟာရိုးရှင်းတဲ့လက်ဆောင်တစ်ခုထပ်ပို့ပြီးမိဘတွေရဲ့အချင်း တစ္ဆာနဲ့နှစ်ပေါင်းများစွာထားရှိခဲ့တဲ့တန်ရုံးစင်တွေကိုကိုစားပြုတဲ့အမတ်သားတစ်ခုဖြစ်ပါတယ်။ထိုင်ရွန်ရဲ့ဒီလိုရဲ့ဟာနှစ်ပညာရှင်တူအနေနဲ့တင်မကပဲတားလိမ်မာတူအနေနဲ့ပါပရိသတ်တွေရဲ့ခြေကျူးကွန်ပြူမှုတွေကိုအများအပြားရရှိခဲ့ပါတယ်။လူမှုကွန်ရက်သုံးဆဲသူတွေကထိုင်ရွန်ရဲ့မိဘအပေါ်ထားရှိတဲ့စိတ်ဓာတ်ကိုအထူးယူစရာကောင်းကြောင်းမိသားစုတန်မှုကိုမြန်နိုးသူတအူဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ကြပါတယ်။ခေတ်ကာလတဖြည်းဖြည်းပြောင်းလဲလာနေမြတ် မိဘအပေါ်ပြုစုဆောင်ရှားမှုနဲ့ကျေးဇူးတုံ့ပြန်မှုတွေဟာလျော့နေလာတယ်လို့အချို့ကမြင်နေချိန်မှာတိုင်ရွန်ရဲ့ဒီလိုရက်ကတော့မိသားစုရဲ့နှွေထွေမှုနဲ့ချစ်ချင်းမြတ်တာရဲ့တန်မှုကိုပြသနေရပါပဲမိသားစုရဲ့မှာအေးချမ်းနေတဲ့ယွန်ဒီလမုံတေယောဆောင်ယွန်ဒီလမုံဟာသူမရဲ့ဖခင်ဖြစ်သူမင်းသားကြီးဦးလမုံနဲ့ချစ်စရာသားလေးလီယမ်တို့နဲ့အတူအနုပညာနယ်ပယ်မှာပြန်လည်ခြေချနေပြီးဖြစ်ပါတယ် မေရိကန်ပြည်ထောင်စုကနေမြန်မာနိုင်ငံရန်ကုန်မြို့ကိုပြန်လည်ရရှိလာပြီးတဲ့နောက်ပိုင်းမှာမိသားစုနဲ့အတူပျော်ရွှင်စရာအချိန်တွေကိုကုံဆုံးနေသလိုမြို့ပညာလုပ်တွေကိုလည်းအားသွန်ခွန်ဆိုင်လုပ်ကိုင်းနေပြီလို့သိရပါတယ်။မြို့ဒီလမိုးရဲ့လက်ရှိမြို့ပညာလုပ်ရှာမှုတွေထဲမှာအထူးခြားဆုံးတဲ့ပြည်သက်စဝင်စားမှုခံရဆုံးချက်ကတော့ဒီမရိုက်ကူတဲ့ကြောင့်ရာရီမှာမိသားစုတွေကိုအတူတကပါဝင်စေခြင်းပဲဖြစ်ပါတယ်။ကြောင့်ရာရိုက်ကူဖို့အတွက်ကံလန်လာတဲ့အခါတိုင်းဒီမရဲ့သားလေးလီယမ်ကို မော်ရယ်အဖြစ်အတူထဲသွင်းရုံသားမကဖခင်ဖြစ်သူမင်းသားကြီးဦးလင်မိုးကိုပါအတူတူပါဝင်ဖို့တိုက်တွန်းလေးရှိတယ်လို့ဦးလင်မိုးကိုရိုင်းကပြောပြခဲ့ပါတယ်။သူကလာငါရင်တသားလေးတွေပါတက်သလုံးအဖေလဲပါလိုက်ဆိုပြီးသူကပြောတတ်တယ်လို့ဦးလင်မိုးကသားမီးနှယောက်ရဲ့ချက်စရာကောင်းတဲ့ဆက်ဆံရေးကိုပွန့်ပွန့်လင်းလင်းပြောပြခဲ့ပါတယ်။ ဒီလိုမိသားစု၃ယောက်စလုံးအထူးတူနှပညာလို့တေလို့တာဟာသူတို့မိသားစုရဲ့တယောစင်ခိုင်မာမှုကိုပြသနေရဖြစ်ပြီးပြည်သက်တွေအတွက်လည်းစစ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုဖန်တီးပေးနေပါတယ်။မကြသေးမီကထပ်ပေါ်လာတဲ့ယွန်းဂျီလမိုးတို့မိသားစု၃ယောက်အတူပအဝင်ရိုက်ကူထားတဲ့ပုံလေးတွေဟာလူမှုကွန်ရက်ဆာမင်နာရီမှာပြန်နှံနေပြီးပြည်သက်တွေရဲ့စင်ဝင်တစားပြောဆိုခြင်းကိုခံနေရပါတယ်။ဒီပုံလေးအထက်မှာတသားလေးလီယန်မျိုး ဖဖိုးကြီးဥလင်မိုးရောင်အရန်ကိုပျော်ရှင်နေကြတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။အထူးသဖြင့်တာလိလီယန်ကတော့ညနေပိုင်းရောအပြုံးပုံစံကားဆဖဖိုးဖြစ်သူဥလင်မိုးနဲ့အန်အောဆီယာကောင်းလာအောင်ဆင်တူနေရကြောင့်ပြိသက်တွေကသူ့ကိုဥလင်မိုးအသေးစားလေးလို့စစ်စနိုးနဲ့တင်စားခေါ်နေကြပါတယ်။ဒီလိုမျိုးမိသားစုဝင်အလုံးပျော်ပျော်ရှင်ရှင်နဲ့ညပညာလို့တွေအတူတူလောက်ကိုင်းနေကြတာဟာပြိသက်တွေအတွက်စိတ်ကြည်နူးစရာကောင်းတဲ့ပုံရိပ်တွေကိုဖန်တီးပေးနေတယ်လို့သူတို့မိသားစုရဲ့ နွေထွေးတဲ့ဆက်ဆံရေးကိုလည်းပေါ်လင်းစေပါတယ်အစောရောရဲလို့ရင်မဖွဲမရပုံနေကြောင့်ဒေါ်တာထက်နေတဲ့ melody နမေကျော်တီယိုဆောင် melody တရား online ပေါ်မှာသူရဲ့ပုံနေနဲ့ပတ်သက်ပြီးစိတ်တူဒေါ်တာထက်နေပါတယ်ဒီပုံနေကတက်တဲစာဆိုရောရဲလွင်ရဲ့ music video ရိုက်တုံးကပုံနေဖြစ်ပြီးရဲလွင်ဘက်ကနေမယ်လိုဒီနဲ့တွေ့နေတရားရလို့ပြီးတင်ခဲ့တာကြောင့်ပြိတ္တတွေအထင်လွဲမှာကုနာပါ new set video ပုံတွေကနေပေါ်လာတဲ့ပြဿနာဖြစ်စဉ်ရဲ့အဓိကအစမြစ်ကတော့ melody ဟာအစိုးရရဲလွင်ရဲ့ music video မှာပါဝင်သေးရောစောင့်ပေးခဲ့ရကနေစာခဲ့တာပေါ့ရက်ကွေးရေလုံတုံးကတွဲရိုက်ထားတဲ့ပုံတွေကိုရဲလွင်က melody နဲ့ချစ်သူတွေလိုမျိုးဒါမှမဟုတ်တွဲနေရဲ့လို့ပရိသတ်တွေထင်အောင်ရွေးချက်ရှိရှိလိုင်းမို့တင်ခဲ့တယ်လို့ melody ကပြောပါတယ်ဒီလိုလို့ရဲ့အကြောင်းပရိသတ်တွေကြားမှာအမျိုးမျိုးထင်ကြပေးတာရီ ကလဟလာရီထပ်ပေါ်လာခဲ့ပါတယ်။ပိုဆိုရာကတော့ဒီလိုအထင်မြင်လွဲမှမူတွေဖြစ်လာတဲ့အခါရဲလင်ဘက်ကထမရှင်မဲနေခဲ့တယ်လို့မယ်လိုဒီကဆိုပါတယ်။ဒါအပြင်ရဲလွန်ရဲ့ပရိသတ်ချုပ်ကပါမယ်လိုဒီကိုဂုံတိတ်ခါထိခိုက်စေမဲ့နာမည်ပြက်အောင်လုံးမဲ့စကလုံးနဲ့ပြောဆိုခဲ့တာကြောင့်မယ်လိုဒီရဲ့ဒေါ်တာကိုပူပြီးဆွာပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ဒီလိုမတရားတဲ့အခြေအနေတွေပေါ်တီမခန်နိုင်တော့တဲ့မယ်လိုဒီကသူ့ရဲ့ယဉ်ထဲမှာရှိတဲ့မကျေနပ်ချက်တွေကိုလူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ငါကငါလုံးငါလုံးနေတာ ငါကကလေးမေအင်တာကွဲဖြစ်နေပေမဲ့အဲ့အဆိုရနဲ့တန်းတူရဲထင်နေနေ။နင်တို့ချိုင်နင်တို့ယူလိုက်။နင်တို့ညီမနဲ့ပေးစားလိုက်လို့ဖြစ်ဖြစ်သသာတုံပြန်ခဲ့ပါရည်။သူအမှုပညာလို့တခုခုပညာရှင်ဆန်ဆန်လုံးဆောင်ပေးခဲ့တာဖြစ်ပြီးပုဂ္ဂိုလ်ရေးရလောကပတ်သက်မှုမရှိတဲ့ကိစ္စတွေကြောင့်အထင်မြင်လွယ်မှခင်ရတာ။တိတ်ခါထိခိုက်ခင်ရတာကိုလက်မခံနိုင်ဘူးဆိုတာသူစကားကနေသိရပါရည်။ အထူးသဖြင့်ကလေးမေတယောက်အင်တာကွဲတယောက်အနေနဲ့ဒီလိုအချိန်မြင့်မရှိတဲ့ကောလာဟလတွေကြောင့်သူ့ရဲ့ဂုဏ်သိက္ခာကိုထမှန်ထိခိုက်စေရာကိုသူ့မုန်းတီးပုံရပါတယ်။မယ်လိုဒီရဲ့ဒီလိုပြတ်သားတဲ့တုံ့ပြန်မှုဟာသူ့အပေါ်တာဝန်မဲ့စွာပြုမှုခဲ့တဲ့ရဲလွင်ရဲလွင်ရဲ့အတွေ့ကိုလက်မခံနိုင်ကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးရရဲလွင်ဘက်ကရောဘလို့တုံ့ပြန်ရှင်းလင်းမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပါပဲ။ဂျမပြည့်ရဲ့အနေတွင် တယောဆာနီတွေကသူရဲ့ပရိသတ်တွေကိုအသိပေးလိုက်တဲ့အရာတစ်ခုကတော့သူတို့ဇနီးမောင်နှံဟာမကြခင်မှာမိဘဘဝကိုရတော်မှဖြစ်ပြီးသူတို့ရဲ့ရင်သွေးလေးဟာမိန်းကလေးဖြစ်တယ်ဆိုတာပါပဲဒီသမီးလေးကိုသူတို့ဇနီးမောင်နှံကအရန်လိုချိန်ခဲ့ပြီးရအောင်ယူထားတာဖြစ်တယ်လို့လည်းနေတွေးကပူပွင့်လင်းလင်းပြောကြားခဲ့ပါတယ်နေတွေးနေနဲ့လက်ရှိဇနီးနဲ့အင်ထောင်မကြခင်တော့ကအနုပညာနယ်ပေးတဲ့ကအမျိုးသမီးတူဦးနဲ့အတူတဲခဲ့ပူပါတယ် အဲ့ဒီအချိန်ကလည်းပါခဲ့တယ်ဆိုရဲဆွဆွဲချက်တွေကြောင့်သူဟာပြိတက်တွေစီကနေဝေဖန်ဖြစ်တင်မှုတွေကို ပြင်းပြင်းထန်ထန်ခံခဲ့ရသူပါအခုလိုသမီးလေးမွေးတော့မယ်ဆိုရဲအချိန်မှလည်းဒီအတိတ်ကကိစ္စတွေကြောင့်ပြိတက်တွေစီကနေဝေဖန်တန်တွေထပ်မံထွက်ပေါ်လာတာကိုတွေ့ရပါတယ်ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးနေတွေကပြတ်သားတဲ့တုံ့ပြန်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်သူကသမီးလေးကိုလိုချင်လွန်းလို့ရအောင်ယူခဲ့တာဖြစ်ကြောင်းပြောကြားခဲ့သလိုသမီးလေးအွေရောင်လာတဲ့အခါကိုချစ်သူရကြပေါ် မစော်ကားဘူးလေးစားဖို့ လက်မပါဖို့နဲ့မအင်းနဲ့ဆဲဆိုတာမျိုးတွေမလုပ်ဖို့တေချာဆုံးမပေးထားမင်းလို့လဲဆိုပါတယ်။ဒါအပြင်သူဆုံးမထားတဲ့အတိုင်းမလိုက်နာပဲကျွလွန်မင်းဆိုရင်တော့သူကိုယ်တိုင်သမီးမျက်နာကိုလက်သီးနဲ့ထိုးမဲ့အဖေမျိုးဖြစ်တယ်လို့လည်းဖြစ်ပြက်သသားပြောကြားခဲ့ပါတယ်။နေတွေရဲ့ဒီလိုပြက်သားတဲ့ဇာတ်ရီဟာပြည်သက်တွေကြားမှာအမျိုးမျိုးသောတုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အချို့ကသူ့ရဲ့ယူသားမှုကိုချီးကျူးကြပေမဲ့အချို့ကတော့အနာဂတ်မှာဖြစ်လာမယ့်ဖြစ်ရပ်ကိုအခုလိုပြင်ထန်တဲ့စကားလုံးတွေနဲ့ပြောဆိုတာဟာမသင့်လျော်ဘူးလို့လည်းဝေဖန်မှုတွေရှိနေပါတယ်။ ်အချို့ကတော့မူမပြေကြမပြေနဲ့ပေါ်တော်တော်တွေပြောနေရလို့နေတွေကိုဝေဖန်နေကြပါတယ်လူမင်းကိုလိုက်တူနေတဲ့နေမျိုးအောင်မကြသေးခင်ကလူမှုကွန်ရက်ပေါ်မှာအတော်လေးရေပန်းစားခဲ့တဲ့အနုပညာရှင်တို့ရဲ့ပုံရိပ်ရှင်တွေမှုတစ်ခုကတော့တရုတ်စာနည်းမျိုးအောင်တင်လိုက်တဲ့ပုံပဲဖြစ်ပါတယ်။အဲဒီပုံမှာဝါရင်အနုပညာရှင်လူမင်းရဲ့ခန့်ညားပြီးစမန်ချတဲ့ပုံရိပ်နဲ့တူနေမျိုးအောင်ရဲ့ခမမိုက်ပုံတစ်ပုံကိုရှင်တွေတင်ပြီး အထာကျနေတဲ့အကူနဲ့ကျွန်တော်ဆိုရက်စားသားလေးရေးသားထားတာကိုတရားပါရင်ဒီတင်ဆက်မှုဟာနေမျိုးအောင်ကလူမင်းကိုလိုက်တူနေရလားဆိုရဲမိခွန်းနဲ့တူပြိသက်တွေကြားမှာဝေဖန်မှုအချို့ဖြစ်ပေါ်လာစေခဲ့ပါရင်ပြိသက်တွေရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ဖန်ဆာနိုင်ခဲ့တဲ့လူမင်းရဲ့ပုံရိပ်တွေကတော့ဂျပန်သဏ္ဍန်ကြောင်းပွဲတက်အခမ်းအနားမှာရိုက်ကူးထားတဲ့ပုံတွေပဲဖြစ်ပါရင်ဒီပုံနေမှာလူမင်းဟာအသက်ရွယ်ရလာတဲ့အနေမြပုံမခန့်ညာပြီးအချိန်ဝါရှိတဲ့ပုံစံမျိုးနဲ့ပေါ်လင်းနေခဲ့ပါတယ်။ ူရဲ့စပင်ပုံစံဝတ်စားစင်ရမှုနဲ့တကူလုံးရဲ့ fashion design တွေဟာပရိသတ်တွေကိုအထူးနှစ်သက်သဘောကျစေခဲ့ပြီး online ပေါ်မှာအတော်လေးကို hot ခဲ့ပါတယ်။ပရိသတ်တွေကမှအသက်ကြီးလာရင်ဒီလိုပုံစံ design မျိုးနေမယ်လို့မှတ်ချက်ပေးကြတဲ့အထီကိုလူမင်းရဲ့ smart ကြပြီးဂုံတိတ်ခါရှိရဲ့ပုံစံကအားပေးမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပရိသတ်တွေရဲ့စဝင်စားမှုအထူးမြင့်တက်နေတဲ့လူမင်းရဲ့ခံရတဲ့ပုံရိပ်နဲ့တူနေမျိုးအောင်ကသူ့ရဲ့ခမမိုက်ပုံတစ်ပုံကိုရှင်တွဲတင်ပြီး အထာကျနေတဲ့အကူနဲ့ကျွန်တော်ဆွေရစားသားရင်းနဲ့တူသူရဲ့ကိုပိုင်လူမှုကွန်ရက်ဆမီနာမှာညဝေခဲ့ပါတယ်။ဒီလိုပုံတိုင်းရှင်တင်ဆက်မှုဟာပုံပုံပပစားနောက်လူတဲ့သဘောရှိနိုင်ပေမဲ့ပရိသတ်သူကတော့ဘာယင်းဥပညာရှင်လူမင်းရဲ့အရှိန်အဝါနဲ့ဂုံတိတ်ခါကိုတန်မိုးလျှော့ချရာရောက်တယ်လို့မြင်ခဲ့ကြပါတယ်။နေမျိုးအောင်ရဲ့ဒီပိုဆာပုံပုံပပနဲ့အကိုတူးကိုချစ်ခင်တဲ့စိတ်နဲ့တင်ခဲ့တာဖြစ်နိုင်ပေမဲ့ပရိသတ်တွေကတော့နေရာတကာလိုက်တူနေတဲ့နေမျိုးအောင်ကိုစဲမိုးဟာဖြစ်နေကြပါတယ်ရှင်။ ညအောင်တရနေရဲ့နေဆန်လူမှုကွန်ရက်ပေါ်မှာလူသိများနေသူနေဆန်ဟာသူရဲ့ပြိသက်တွေကိုအံ့အားသင်စေမဲ့ပျော်ရွှင်စရာခြေရင်တွင်ကိုထုတ်ဖော်ပြသလာပါတယ်ချစ်သူစီကရရှိခဲ့တဲ့တမိုးကြီးလက်ဆောင်နေတဲ့သူသူရဲ့အခြေခီလန်ကိုပွန့်ပွန့်လင်းလင်းမျှဝေခဲ့တာပါနေဆန်ဟာ LGBT တူအဖြစ်သူရဲ့လင်းစေခံယူချက်ကိုပွန့်ပွန့်လင်းလင်းထုတ်ဖော်ထားသူတူပါသူရဲ့ပြောကြားချက်ထဲမှာအစ်စ်မဟုတ်ပေမဲ့အခြေခံနေရတဲ့ဆိုတဲ့စကားတစ်ခုကပြိသက်တွေကြားမှာဝေဖန်မှုတွေ ခြေကျူးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီစကားဟာလင်းစိတ်ခံယူချက်ကွဲပြားသူတူအနေနဲ့လူဖွဲ့စည်းရဲ့အမြင်မျိုးမျိုးကြားကနေချစ်ချင်းမြတ်တာစင်မှန်ကိုအပြေးဝပိုင်ဆိုင်ရတဲ့ပေါ်သူ့ရဲ့ပျော်ရွှင်မှုခုံယူမှုနဲ့ဈေးနှက်မှုကိုဖော်ပြနေရပါအချင်းဆိုရာလင်းစိတ်ခံယူချက်ဘလို့ပဲကွဲပြားနေပါစေလူနှူးကြားကနားလည်မှုနဲ့ပေါင်းဆက်မှုဆိုရာကိုသူကတွေ့ဝိုက်ပြီးဖော်ပြနေသလိုပါပဲ နေဆိုင်ရဲ့စစ်သူကသူ့အပေါ်ဘလောက်ထိချစ်ခင်မြန်နေရဲဆိုတာကိုလက်ဆောင်ပစ္စည်းတွေကသက်သေးပြနေပါတယ်။စစ်သူစီကရရှိခဲ့တဲ့တမူကြီးလက်ဆောင်အမျိုးမျိုးပြင်လှပတဲ့ပန်းစီကြီးတွေကိုပါလက်ခံရရှိချောင်းကိုလည်းသူကလူမှုကွန်ရက်ပေါ်မှာဂုံယူစွာကြွားလုံးထုတ်ထားပါသေးတယ်။လက်ဆောင်ပစ္စည်းတွေကဘလို့မျိုးစားရီလဲဆိုတာအတိအကျဖော်ပြထားခြင်းမရှိပေမဲ့တမိုးကြီးရဲ့လို့ဆိုထားတာကြောင့်စစ်သူရဲ့နေဆန်းပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာအလေးထားမှုနဲ့တမိုးထားမှုကို ထင်ဟန်စေပါတယ်။သူရဲ့ချစ်သူဟာမြေကြီးနားသားလေးတူဖြစ်တယ်လို့လည်းသိရပါတယ်။ မြစီနာသားလေးချစ်သူနဲ့နေဆန်းတို့ရဲ့အခြေရေခီလန်းကလက်ရှိမှာတော့ချစ်သူချင်းနားလည်မှုတွေနဲ့ပျော်ရွှင်စရာကောင်းထည်ပုံရပါတယ်ဒီသတင်းဟာလင်းစိတ်ခံယူချက်괴ပြသူတွေကြားမှာလဲအခြေရေနဲ့ပတ်သက်တဲ့ပျော်ရွှင်မှုတွေပွင့်လင်းမြင်သာမှုတွေရှိကြောင်းပြသနေပြီးလူမှုကွန်ရက်ပေါ်မှာအခြေရေကိုပွင့်ပွင့်လင်းလင်းဖော်ပြလေးရှိတဲ့နေဆန်းရဲ့ပြည်သက်တွေတွေကတော့စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတစ်ခုဖြစ်ပါတယ်သူရဲ့အခြေရေအတွက်ပြည်သက်တွေကလည်းဝမ်းသာဂုဏ်ပြုနေကြပါတယ်ရှင် ဦးဝဲချောင်းခန်းစာရသမျှကို ဖွင့်ချလိုက်တဲ့နေသိအအောင်မြမရုပ်ရှင်လောကရင် ထောင်ရဘီရင်မတပါလို့တင်စားခေါ်ဝေါ်နိုင်တဲ့မင်းမီချောအင်ရာကျော်စင်ခေါ်အဝဲဟာနေပောင်းများစွာကြောင့်ဥပညာခီလန်းကိုရှောက်လန်းခဲ့ပေမယ့်တမိုင်ကျဲပွင့်လို့အကြောင်းဝါကတော့ယနေ့တိုင်မှိန်ဖြောသွားခြင်းမရှိသေးပါဘူးမကြသေးမီကတော့ဒီလိုကနဝဲမင်းသမီးကြီးနဲ့အတူစောညာရိုက်ကူခွင့်ရခဲ့တဲ့လူငယ်တရုပ်ဆောင်နေသိအေအောင်က ဦးဝဲနဲ့ပတ်သက်ပြီးသူ့ရဲ့ရင်တွင်ခန်းစားချက်တွေကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြောပြခဲ့ပါတယ်။နေတဲ့အေအောင်ဟာမဝဲနဲ့တူရိုက်ကူးခဲ့တဲ့ကြော်ညာတွေမထွက်သေးတာကိုအကြီးကျယ်မျှော်လင့်တကြီးစောင့်ဆိုင်းနေပုံရပါတယ်။မဝဲနဲ့ရိုက်ထားတဲ့ကြော်ညာတွေကမထွက်သေးဘူး။ကုမာရှဲချင်လို့ထိုင်ဆောင်နေရတယ်လို့သူကစိတ်မရှိနိုင်စွာပြောကြခဲ့ပါတယ်။နေတဲ့အေအောင်ဟာမအဝဲကို သူ့ရဲ့နှုပညာအိုက်ဒေါ်ဖြစ်သမတ်ထားပုံရပြီး၊ဒီမနဲ့အတူတည်းပြီးအလုပ်လုပ်ရတာဟာ သူ့အတွက်အိမ်မက်တစ်ခုတကယ်ဖြစ်လာသလိုခံစားရတယ်လို့ဆိုပါတယ်အမနရရတာကိုကိုအိုင်တော်မလို့အရန်ပြော်တယ်လို့သူကဝန်ခံခဲ့ပါတယ်ဒါပြင်နေတဲ့အယောင်ကသူတို့နှစ်ယောက်ရဲ့ရုပ်ရည်ပိုင်းဆိုင်ရာအမှုပြုမှုကိုလည်းတခါတလေကြရင်လေအမကပဲနူနေရလားကိုကပဲယဉ်နေရလားလို့တွေးမိတယ်လို့စာနာခဲ့ပါတယ်ဒါပြင်စောညာထင်းမှာလင်မယားဖြစ်တရားဆောင်ခဲ့ရတာဟာနေတဲ့အယောင်အတွက်ကတကယ်ကိုထူခြားတဲ့အတွေ့အကြုံဖြစ်ခဲ့ပြီးရင်ခုန်ဆေးလို့ရှာခဲ့ရတယ်လို့သူကဖွင့်ဟခဲ့ပါတယ် လင်မယားလို့တရားဆောင်ရတော့ရင်တွေပါရီခုံမီလက်တွေပါတုံနေလို့သူကယူသားစွာဝန်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းမအူရဲ့နားလေပေးမှုနဲ့ professional ဆံမှုကြောင့်နေတဲ့အရာတရားအနေအခက်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။အမကအရန်သဘောကားပါတယ်။အင်တွေလည်းရှိတယ်လို့မအူရဲ့စိတ်နှင်းစိတ်ထားကိုချီးကျူးခဲ့ပါတယ်။ဒါပြင်းနေတဲ့အရာအနေအခက်ပြီးမရှင်အောင်လို့စကားတွေပြောဆောင်နောက်ပြီးကျွန်တော်မရှင်အောင်လဲနေပြီးရဲ့လို့ပြောကြခဲ့ပါတယ်။ပရိသတ်ကြီးတို့ရဲ့ ်ဦးဝဲနဲ့နေသိအယောင်တို့ကြောင်ညာလေးထွက်လာမှအတူတူဝေဖန်လိုက်ကြပါစို့နော်။အရင်မိမထက်ပူချကိုပူချင်မိနေရဲ့ဆိုတဲ့ကိုထွန်းတေးဆောင်ပူချဖြစ်ခဲ့ရင်ခင်မွန်ကသူ့ရဲ့ကိုဝင်လာရင်လာပြီးဖြစ်တဲ့စနီးတဲ့ပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေကိုပွန့်ပွန့်လင်းလင်းပြောပြလာပါတယ်။ပေါ်ကြဖြူခင်ဟာသူရဲ့ပြိသက်တွေချာမှာခင်မွန်ဖြစ်သူနဲ့အတူပျော်ရွှင်တဲ့မိသားစုဘွားလေးကိုပုံဖော်ပြသလေးရှိသူတူလေးဖြစ်ပါတယ် ပိုကြဖြစ်ခင်အားခုဆိုရင်ကိုဝင်ဆောင်ကာလအတော်လေးရင်မာလာပြီဖြစ်ပါတယ်ဒီအချိန်လေးမှာသမိုင်းခင်မွန်ကိုထွန်းကကိုဝင်လာရင်လာတဲ့ဇနီးတဲ့နဲ့တူလှပတဲ့အလားတပုံတွေကိုရိုက်ကူးခဲ့ပါတယ်ဒီတပ်ပုံတွေဟာသူတို့နှုတ်ရဲ့အချက်နဲ့ကျနာမှုကိုပြေဝါဖော်ပြနေရကိုတွေ့ရပါတယ်။ဓာတ်ပုံနေတဲ့အတူခင်မွန်ဖြစ်သူကပြည်ရဲ့ဇနီးတဲ့ပေါ်ထားတဲ့ခန်းစားချက်တွေကိုလည်းချစ်စကားဖြစ်ပြောကြခဲ့ပါတယ်။သူကဇနီးတဲ့ကိုချစ်လို့မဝနိုင်ဘူးလို့ဖွင့်ဟခဲ့ပြီး သူချစ်ခဲ့မိတာကိုလည်းဘယ်တော့မှနောင်တာမရဘူးလို့လည်းပူပူကဲကဲနဲ့ပြောကြားခဲ့ပါတယ်။ဒါအပြင်သူ့ရင်မိမှချက်ပိုးချပခင်ကိုပို့ပြီးချစ်ရပါတယ်လို့လည်းအတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီလိုမျိုးကိုဝင်ဆောင်စနီးပေါ်ထားရှိတဲ့ခင်မွန်ဖြစ်သူရဲ့ချစ်ခင်ချင်နာမှုနဲ့ပွင့်လင်းတဲ့ထုတ်ဖော်ပြောဆိုမှုတွေဟာပရိသတ်တွေကြားမှာချီးကျူးနေကြသလိုအရင်မိမနဲ့နိုင်ရှင်လို့ဝေဖန်နေကြတာတွေလည်းရှိပါတယ်။ကလေးတော့ရမွေပေးထားတဲ့အရင်မိမကိုကြတရားတော်သုံးနှစ်ပြည့်အောင်မလွမ်းမင်းပူဇာပြုခင်တဲ့ကာယူပြလိုက်တာပါ။ ဒီလိုချစ်ချင်းမေတ္တာဟာမကြခင်ဝေးဝါးလာတော့မယ့်ရင်သွေးလေးအတွက်လည်းတွင်ထွေးတဲ့မိသားစုပဝင်ခြင်းကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ပူဇော်ဖြစ်ရန်ပရိသတ်တွေကလည်းသူမတို့မိသားစုလည်းပျော်ရွှင်ချမ်းမြေ့စွာနဲ့ရင်သွေးလေးကိုကျူးစွန်နိုင်ပါစေလို့ဆုတောင်းပေးနေကြပါတယ်။ဖခင်ချီယာနေရဲ့ညဉ့်ပညာခင်းနဲ့မဲ့စနိုင်းတီဟာဦး မြမယုရှင်လောကမှာထင်ရှားကျော်ကြပြီးပြည်သက်အားပေးမှုခိုင်မာရရှိထားတဲ့ဝိုင်းရင်အရှင်မင်းသားအကယ်ဒမီတီဟာတင်ဆိုရတာဖြစ်သူစစ်နိုင်တီဟာဦးဟာဖခင်ရဲ့နုပညာမျိုးကိုဆက်ခံပြီးယုရှင်လောကထဲကိုခြေချဝင်ရောက်လာသူတဦးဖြစ်ပါတယ်။ဖခင်ရဲ့အရှင်ဝါနဲ့တူကိုပိုင်ရည်သွေးရင်းစူးစားအားထုတ်မှုတွေနဲ့အနုပညာခီမှာခြေလန်တဲ့တွေစတင်နေပြီလို့ဆိုရမှာပါ။သူရဲ့နုပညာပေါ်ထားတဲ့စိတ်အားထက်သန်မှုနဲ့ရီမန်းချက်တွေကတော့တကယ်ကိုအားတက်စရာကောင်းပါတယ်။ စနိုင်တီဟာဦးဟာသူရဲ့နှစ်ပညာရှိစင်မှာဖခင်ဖြစ်သူလို့ပဲအရှင်ကားတွေကိုတိကထားရိုက်ကူလို့သူပါတကူတိုင်းပြောကြခဲ့တာကတော့မြို့အရှင်တော့အရှင်စတဲ့အရှင်ဇက်ကားတွေကိုရိုက်ကူပြီးမြမရုပ်ရှင်လောကရဲ့အရှင်လိုက်မှာနေရာတနေရာရရှိဖို့အခိုင်အမာရည်မှန်းထားတယ်လို့ဆိုပါတယ်တဟာဖခင်ရဲ့အမွေနဲ့ကိုဆက်ခံရင်ကိုပိုင်အမတ်သားတစ်ခုဖန်တီးလို့တဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုပြသနေတာပါအနုပညာရှင်တိုင်းမှာကိုပိုင်ဟန် ကိုပိုင်လန်းချောင်းဆိုတာရှိတတ်တယ်လို့စစ်နိုင်တီဟာဦးကလည်း ပြည်သက်အမြင်မှာရွရွချုံမော်တဲ့မင်းသားတွေဖြစ်ကြတဲ့ကိုနေတုံကိုဟင်းဝီရန်တို့လို အပေါ်လိုင်းဇက်ကားတွေထက်ပုံမလက်တွေကြပြီးတဘာဝဆန်တဲ့နေကားတွေကိုဦးစားပေးရိုက်ကူလို့သူဖြစ်ပါတယ်။သူကအဖေသားဆိုတဲ့အရှင်ဝါကိုအသုံးပြုပြီးပြည်သက်ရင်ထက်ကိုထီထီမိမိဝင်ရလိုတဲ့ရီမန်ချက်ရှိတယ်လို့လည်းပြောခဲ့ပါတယ်။နေကားတွေကနေတက်စင် ဒေသခံပြည်သက်တွေရဲ့ဘဝကိုထဟစေမဲ့ဇလံကောင်းတွေနဲ့သဘာဝကြကြသေးရဆောင်မှုတွေကစင်နိုင်တီဟာဦးကိုပြည်သက်ရင်ထဲမှာပုံမချစ်ခင်အားပေးလာအောင်ဆွဲဆောင်နိုင်မှာပါလက်ရှိအချိန်မှာတော့စင်နိုင်တီဟာဦးဟာဖခင်ရဲ့အရှင်ဝါနဲ့တူကိုပိုင်ရည်ချင်းတွေစူးစမ်းအားထုတ်မှုတွေနဲ့နည်းပညာလောကမှာအာသွန်ခွန်ဆိုင်စူးစမ်းနေပြီဖြစ်ပါတယ်သူရဲ့စူးစမ်းအားထုတ်မှုတွေကနေတက်ဆက်မြမရုပ်ရှင်ပြည်သက်တွေရဲ့ရင်ထဲမှာနေရာတနေရာရယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်